ားလုံးပဲမင်္ဂလာပါခင်ဗျာ။နှွယ်ဦးမိသားစုဝင်အပေါင်းတို့ရေနှွယ်ဦး Family YouTube Channel လေးကနေအားလုံးကိုပြန်လဲကြိုဆိုပါတယ်နော်။ဒီကနေ့မှာတော့ကြပြဆရာအောင်ဝေးရဲ့မြင့်မြတ်မျိုးစာကြည့်တိုက် ဆိုတဲ့ကြပြလေးကိုဖတ်ပြပေးပေးရစီခင်ဗျာ။စနော်နဲ့တူတူလိုက်ပါခံစားနားဆင် ပေးကြပါဦးနော်။ မြင့်မြတ်မျိုးစာကြည့်တိုင်းစာကြည့်တိုင်းတွေပဲရွှေလျားတာပါတချို့လူတွေကမရွှေလျားကြဘူးမရွှေလျားနိုင်ကြဘူးတင်ကစာကြည့်တိုင်းစီမလာနိုင်ရင်စာကြည့်တိုင်းကတင့်စီလာမယ်ဩအမိဖားတို့ကလည်းရှိသမျှကုံရင်ကုံရောလို့မယုံရင်ကြုံရင်မေးပါတော့ အလုံးတစ်ခွင်မှာဂုံအင်ကလည်းမသေးပါဘူးပုံရွေးချင်းမုံ6ဦးနဲ့တလားစီကအလုံးချေးဂုံမှာပြောင်းမှုတွေတွေကလည်းများလိုက်ပါပြီတဲ့ဆရာကြီးတခင်ကိုတော်မိုင်းဤအညာမင်္ဂလာဆောင် လေးကျိုးကြီးမှာစာကြည့်လိုက်မတော်တဲ့သူကဒီကဗျာကိုမသိဘူးစာမဖတ်တဲ့လူကဒီသမိုင်းကိုမသိဘူးစစ်ကြီးထဲမှာစာအုပ်တွေရွှေလျားနေတယ် ကြည်စံတွေကြားမှာတနတ်တန်တွေကြားမှာစာအုပ်တွေရွှေလျားလို့ပေါ့မိလောင်ပြကြညတွေဘုံခိုဝေဝေနေတွေစာအုပ်တွေဟာရွှေလျားလို့ရဲဘော်မြင့်မြတ်မျိုးရဲဘော်ရဲ့ဥကောင်းနဲ့ရဲဘော်ရဲ့နှလုံးသားတဲ့ရွှေလျားနေတဲ့စာအုပ်တွေလေခက်ကတဝေထိုးတော့စစ်တစေဆိုးမှာ မြစ်တွေချိုးပြီးစားနေရတဲ့တနတ်တွေတချို့တနတ်တွေက စာမဖတ်ကြဘူးစာမဖတ်တော့လက်မတည်ဘူးဖြစ်လာရင် လူသူကခံမက်ကကြီးပဲတဲ့အဲ့ဒီခံနေရတဲ့ပေတွေကလည်းတချို့စာမဖတ်ကြဘူးစာမဖတ်တော့တီမီထရော့မတည်ဘူးငါတို့ဟာ ပေဖြစ်ခံရုံသာမက သူဖြစ်အောင်လဲလုပ်ရမယ်ဂျော်ဂျီတီမီထရော့ ဘူကေရီးယားအလုသမားခေါင်းဆောင်ရဲဘော်မြင့်မြတ်မျိုးရဲဘော်ဟာတမိုင်းကိုစိုက်ပြိုးခဲ့ပြီးပြီးစာအုပ်ပင်တော်ကြီးကရဲဘော်ရဲ့ဂုံတရီကိုပြော့ပြနေကြလိမ့်မယ်စစ်ကိုအစာကျွေးတာလိုအပ်ပါတယ်စိတ်ကိုအစာကျွေးဖို့ပိုလိုအပ်ပါတယ်စစ်ကြီးပြီးလို့လူလူကအနိုင်ရတဲ့အခါအဲ့ဒီပြောင်းမှုတွေများတဲ့ဆရာကြီးမန့်ရဲ့ချောင်းဦးနယ်မှာ စာကြည့်တိုင်းတတိုက်တီမယ်စာကြည့်တိုင်းကိုမင်းနာမည်ပေးမယ်ရဲဘော်မြင့်မြတ်မျိုးပြာစရာအောင်ဝေး